အားလုံးပဲတခင်ရရှုနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တတ်လို့ပါတယ်။ရောက်ချင်းစီတိုင်းပေါ်မှာဖျားတခင်ရဲ့ညစ်သက်ချင်းကောင်းချင်းမင်္ဂလာတက်ရောက်ပါစေ။ဒီနေ့မနေ့မှာသူတို့ကဆင်းချင်းခွန်အားယူဖို့ရတဲ့ယူဆောင်လာတဲ့နှုတ်ကပတ်တော်ကတော့အမှုတိတ်ကိုမျောလိုက်ပါဆိုပြီးမှကျွန်တော်ခွန်အားပေးချင်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာအမှုတိတ်ထက်အမှုဟောင်းကိုပို့ပြီးမှမျောလိုက်လဲရှိပါတယ်။ဒီနေ့သူဆိုပါပဲ တမချန်းစာမှာဣတိလလူမျိုးတွေကလည်းပဲအမှုတိထဲအမှုဟောင်းကိုပို့ပြမမျောလင်းလည်းရှိပါတယ်အဲ့တော့တမချန်းစာမှာဒီလိုပေါ်ပြထားပါတယ်ဟေရှာယ43အပိုင်း78မှာဒီလိုပြောထားပါတယ်ယခင်ကပြပြခဲ့သောအရာတို့ကိုမအောင်မဲ့ကြနဲ့လူခက်ပြင်းသောအရာတို့ကို မစင်စားကြနဲ့ကြည့်ရှုလို့အသိသောအရာတို့ကိုငါပြတ်မည်ယခုထူအရာဖြစ်လာပြီး တင်တို့မတိကြတလို့အကျေစစ်စစ်တောကန္ဒရနိုင်လာကိုလကောင်းတေကန္ဒရနိုင်မိရကိုလကောင်းငါပြတ်မီဆိုပြမှဗျာခေပြောထားပါအဲ့တော့ဒီចန်းစာရကျွန်တော်တို့ကြည့်တဲ့အခါမှာဣတိလလူမျိုးတွေဟာအီဂျစ်ပြည်မှာကြုံခံရတယ်ညင်ပန်းနဲ့ဆက်ချင်းနဲ့ခံရတယ်ဘုရားကိုအော်ဟဲ့တဲ့အခါမှာမိုးရှေကိုဇေလို့ပြည်မှာသူတို့ကိုကယ်တင်တယ်ခန္ဓာပြင်ကိုပို့ဆောင် ဒါပေမဲ့ဂျူးလူမျိုးတွေဟာဘုရားသခင်ကိုပုံကားတယ်မောရှေကိုလည်းပုံကားတယ်အဲ့တော့ဘုရားသခင်ကတောမှာမန္တမှုတွေကျွေးတယ်တဲကန္တရဘာမှမရှိတဲ့နေရာမှာရောက်ရင်လည်းကြောက်ကနဲ့ရေထွေ့စေပေးမှသူတို့ကိုရေပေးတယ်ဆိုတာကိုတွေ့ရအာအောဖွဲ့ဘုရားသခင်ရဲ့အမှုပြုခြင်းတွေသူတို့မြင်နေရတယ်ဒါပေမဲ့သူတို့ကဘယ်မှာတန်တတယ်လဲဆိုရင်အေဂျစ်ပြည်မှာသူတို့ကြုံခံတဲ့ဘဝကိုပြန်ပြန်တန်းတတယ်သူတို့ကြုံခံတဲ့ဘဝမှာသူတို့စားရတောက်ရတဲ့ ဟင်းအိုးနားမှာနေရတဲ့စတဲ့ဖြစ်ပေါ့သူတို့အဲ့ဒီအရာတွေကိုသူတို့တန်းတာတာဆိုတော့ကိုတည်ရပါတယ်ဘုရားခင်ကအင်ဂျစ်ပြည်ကိုတန်းတာခိုင်းတာမဟုတ်ဘူးခန္ဓာပြည်ကိုမျောလိခိုင်းတဲ့ဘုရားရှိဖြစ်တယ်အင်ဂျစ်ပြည်ကိုဆွဲလန်းခိုင်းတာဘုရားမဟုတ်ဘူးခန္ဓာပြည်ကိုဆွဲလန်းခိုင်းတဲ့ဘုရားရှိဖြစ်ပါတယ်ဒါမဲ့ဣတေလလူမျိုးတွေကအင်ဂျစ်ပြည်ကိုအမြဲတမ်းတန်းတာလည်းရှိပါတယ်အဲ့တော့ဒီအရာတွေကိုကြည့်ပြီးမှဘုရားခင်ကအရာစိတ်ဆိုးတာဒါကြောင့်မို့ခန္ဓာပြည်ကိုသူတို့မဝင်ရဘူးကာလနဲ့ ယောရှုတယောက်ပဲဝေရတာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့အေဂျစ်ပြည်ကနေထွက်လာတဲ့အဲ generation ကအကုန်လုံးတည်သွားတယ် now သူတို့လမ်းမှာရတဲ့ generation တွေပဲခန္ဓာပြင်ဝေရတယ်ဆိုတာတွေ့ရတယ်ချစ်တော်မိတ်ဆွေများဒီနေ့ဒီစံစာအဖေကျွန်တော်တို့အမြဲတမ်းဆင်ခြင်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဘဝထဲမှာလည်းပဲကျွန်တော်တို့ကြုံရတဲ့အရာတွေကျွန်တော်တို့ဖြစ်ခဲ့တဲ့အရာကျွန်တော်တို့မကောင်းခဲ့တဲ့အရာတွေကျွန်တော်တို့မိုက်မဲခဲ့တဲ့အရာတွေအမြဲတမ်းကျွန်တော်တို့စဉ်းစားလည်းရှိပါတယ် တွေးတော်လည်းရှိပါတယ်။ဘုရားသခင်ဟာကျွန်တော်အဲ့ဒီအရာကကျွန်တော်ကိုတင်ယူဆရာဖြစ်တယ်။ကျွန်တော်မကောင်းဘူးအာဒီအရာကမကောင်းဘူးဆိုတာကိုကျွန်တော်သိပြီးမှဘုရားရှင်မှာကျွန်တော်ပြန်လဲတိုးဝေလာတဲ့အခါမှာကျွန်တော်ကအဲ့ဒီအရာကျွန်တော်ဆုံးမိုက်ခဲ့တဲ့အရာတွေကကျွန်တော်ကို ပြန်ပြီးမှတုံသိနေတာဖြစ်တယ်။အာတင်ယူဆရာဖြစ်စေတာဖြစ်တယ်။ကျွန်တော်အရှိမဘုရားသခင်ကျွန်တော်တို့အမှုတပြုတ်မဲ့အရာအရှိမကျွန်တော်တို့ရင်ဆိုင်ရမဲ့အရာ ဘုရားသခင်ကျွန်တော်တို့ဘဝမှာမပြုတ်မဲ့အရာတွေကိုကျွန်တော်တို့မျောလင့်ခန်းတဲ့ဘုရားရှင်ဖြစ်ကျွန်တော်တို့အသက်တာမှာဘုရားသခင်ကြီးမားစွာအသုံးပြုခြင်းနဲ့တယောက်ချင်းစနေရဘဝအသက်တာထဲမှာဘုရားသခင်ကြီးမားစွာအသုံးပြုခြင်းနဲ့ဒါကြောင့်မို့ဘုရားသခင်ပြုတ်မဲ့တိဘဝမှာဘုရားပြုတ်မဲ့အမှုတွေကိုမျောလင့်ပါနော်မျောလင့်လက်ကျွန်တော်တို့လျှောက်လာဖို့အရေးကြီးတယ်ဟာလေလုယာဟာလေလုယာဘုရားသခင်ကကျွန်တော်တို့ကိုဒီတိုင်းထားထားဖို့မဟုတ်ဘုရားသားသမီးတွေကတာရွေ့ဘုရားသခင်ဘုန်းတော်တင်ရှားတဲ့ level မှာ ဘုရားသခင်အမှုပြုချင်တာဖြစ်တယ်။သိဘဝအားဖြင့်ဘုရားသခင်ကြီးမားစွာအမှုပြုချင်တဲ့ဘုရားရှင်ဖြစ်ပါတယ်။ဒါကြောင့်မို့ဘုရားသခင်သိဘဝမှာအမှုပြုမဲ့အရာကိုမျော်လင့်ခိုင်းတဲ့ဘုရားရှင်ဖြစ်။အဲကျွန်တော်တို့ကသိမှဖြစ်ပြခဲ့တဲ့အရာတွေကိုစဉ်းစားခိုင်းတဲ့ဘုရားရှင်မဟုတ်ပါဘူး။အရှိန်မှာကျွန်တော်တို့ဘဝမှာကြုံမဲ့အနာဂတ်မှာကြုံမဲ့အရာကိုမျော်လင့်ခိုင်းတဲ့ဘုရားရှင်ဖြစ်တယ်။သူတို့မျော်လင့်ပြီးမှရင်ခွန်စွာနဲ့ဘုရားသခင်ပြုတ်မဲ့အရာတွေကိုမျော်လင့်လဲကျွန်တော်တို့တွားမယ်ဆိုရင်ဘုရားသခင်တည့်ရဲ့ဘဝအထက်မှာ ေးအသက်တာထဲမှာဂျိမားစွာဘုရားတခင်အမှုပြုခြင်းကိုတင်ကိုတိုင်မြင်တွေ့ရလိမ့်မယ်ဆိုတာကိုကျွန်တော်အခွန်အားပေးခြင်း ਨੇ ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာဘုရားတခင်ပြုမဲ့အမှုအရာတွေကိုမျောလိပ်ပြီးမှအသက်ရှင်တော့ဘုရားရဲ့သာသမီဖြစ်ကြပါစို့လို့အလုပ်ကိုခွန်အားပေးရင်ဒီနေရာမှာရနာပါတယ်ရောက်ချင်းစတဲ့ပုံမှာဘုရားတခင်ကောင်းချီးတက်ရောက်ပါစေအာမင်